โอเคဟိုကကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရင်ဒီအဲဒီအပြိုလှမယ်ပွဲတွေက miss ပွဲတွေကကဘာမာကအာကျွန်တော်ထင်400ထက်မနည်းရှိတယ်ပွဲ400ထက်မနည်းရှိတယ်ဆိုတော့အလွန်ကိုများပြနေပြီပေါ့လေဒီအိမ်တော်ရှင်အလှမယ်ပွဲတွေကကဘာမှာအလွန်ကိုနည်းသေးတယ်ပေါ့ကျွန်တော်တို့ဒီ business လုပ်နေတာဖြစ်တဲ့အတွက် business တွေကလည်းကိုက်ညီတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဝါသနာကိုဟိုဘယ်လိုပြောရမလဲရပုံးသီးတွေမှာပို့ပြီးတော့အိမ်တော်ရှင်အလှမယ်ရပုံးသီးတွေမှာအပြိုလှမယ် အရန်များနေဖြစ်တဲ့အတွက် innovation လှမေတွေကအခွင့်အရေးနည်းနေသေးတာဖြစ်တဲ့အတွက် innovation လှမေမှာကျွန်တော်တို့ချပြခွင့်ရရတယ်ပေါ့ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ဒီ Mrs Grand International ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ဟုတ် Mrs Grand International ကကမ္ဘာမှာအာအင်အားကြီးဆုံးအလှဟိုကမ္ဘာ innovation innovation အလှမေပြိုင်ပွဲငါးပွဲတွေကတခုဖြစ်ခဲ့တယ်ပေါ့ဆိုတော့ဟိုဒီ link တွေတွင်မှာကျွန်တော်တို့ဒီဒီမြန်မာနိုင်ငံအတိုင်းတာမဟုတ်ဖ ೇನೆ ကမ္ဘာအတိုင်းတာမှာအောင်မြင်မှုတခုကိုကမ္ဘာ innovation အလှမေစင်မှာဝင်ခဲ့တယ်ပေါ့ဆိုတော့ ဟိုမြန်မာနိုင်ငံပိုင်းမြန်မာနိုင်ငံသားပိုင်းကပိုင်းအနေနဲ့ရှင်လှမယ်ပွဲတပွဲအနေနဲ့အောင်မြင်မှုဟိုကျွန်တော်တို့ရရှိရလို့ကိုယ့်ကိုယုံကြည်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဟာတငယ်ချင်းတို့အိမ်က MAC production ကနေပြီးတော့ Fortune TV မှာရတာပေါ်အတွက်ဇလန်းတွေပေါ့လေ MAC production ကထုတ်တာပေါ့လေအဒီမှာကကျွန်တော်ရဲ့ပထမအဦးဆုံးခေါင်းဆောင်မင်းသားဘွားအာဇလန်းတွေတခုလို့ပြောလို့ရပါတယ်ခင်ဗျာဟုတ်အာဒီတငယ်ချင်းတို့ရဲ့ဇလန်းကကြတော့ကျွန်တော်တို့တငယ်ချင်းတွေအအကြောင်းရယ်နောက်ပြီးတော့ ီအိမ်တော်ရေးအကြောင်းဒီ relationship တွေအကြောင်းပေါ့လေဒီမှာတတိကအဖြစ်ထည့်ထားတဲ့ဇာတ်လမ်းတွေတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကကြတော့အဲအိမ်တော်ရေးအဲအိမ်တော်တဲ့တူအနေနဲ့အိမ်တော်တဲ့စာရေးဆရာတူအနေနဲ့ guide တွေအားနေပါဝင်ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အဲ you know အဲ TV ဇာတ်လမ်းလေး TV ဇာတ်လမ်းသုံးကအာရုပ်ရှင်တကားရိုက်ဖို့တယ်ပေါ့လေဆိုတော့ TV ဇာတ်လမ်းကကြတော့ကျိုးဆိုတဲ့ဇာတ်လမ်းအဲ TV ဇာတ်လမ်းတစ်ခုပါတယ်ပြီးတော့ match မှာလည်းကျွန်တော်ပါဝင်ခဲ့တယ် ောက်တစ်ခုကကျတော့ဒီဒီရုပ်ရှင်ကကျတော့ဒီအိန္ဒိယတောင်ပိုင်းရုပ်ရှင်တခါမှလည်းကျွန်တော်ပါဝင်ခဲ့ဘူးတယ်ခင်ဗျဟုတ်အဲမေရှူကားထဲမှာကျတော့ကျွန်တော်ကလေဥတွတ်နေရဲ့တပည့်အဲဒီလူမိုက်ကောင်းဆောင်နေရာနေပါဝင်ခဲ့ရတာခင်ဗျဟုတ်ကဲ့ပဲလော်ဆိုတဲ့ character ပေါ့လေအာမေချူကကျတော့ကျွန်တော်တို့ MRU4 ကနေပြီး Forever Crew ကနေပြီးရိုက်တဲ့ဇလန်တကူဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကကျတော့ MRU4 ကအဲသူ့ရဲ့ထုံးစံကကျတော့အဲဒီမြို့ဒီဒီတေးဥဆောင်တွေကိုကျတော့သူကအပြင်က တရုတ်ဆောင်တွေထက်သူတို့ရဲ့ talent ကအဲဒီဒီ MD Forever Group ကတရုတ်ဆောင်တွေကိုခေါ်တာများတယ်ပေါ့သို့တော့ကျွန်တော်ဟိုယုံကြည်စိတ်ချပြီးတော့အပြင်ကတရုတ်ဆောင်တွေနဲ့ကျွန်တော်ဧည့်သည်တရုတ်ဆောင်တွေနဲ့ခေါ်ခဲ့တယ်ပေါ့ဆိုတော့အဲ့ဒီမှာကကျွန်တော်မှပင်ဒီယာမှာကအာနှစ်ခါသွားပြီးတော့ရိုက်ခဲ့ရတယ်ပေါ့နှစ်ကြိမ်တိတိသွားပြီးရိုက်ခဲ့ရတယ်ပေါ့အဲပင်ဒီယာမှာကရာသီဥတုဆိုးရတဲ့အတိုင်းလေးခံဟိုခံစားခဲ့ရတယ်ပေါ့လေဒါပေမဲ့ဆက်စားရအားလုံးကိုအဆင်ပြေပြီးတော့ရိုက်ကူးနိုင်ခဲ့တယ်ပေါ့ဟုတ်ကဲ့ခင်ဗျာ ဟုတ်ကဲ့အဒီကာရိုက်တာကကျွန်တော်ကိုယ်တိုင်ရေးခဲ့တဲ့ကာရိုက်တာလို့ပြောလို့ရတယ်ခင်ဗျာ။သူကဒီမရိုက်ခင်တုန်းကဒီ producer တွေကျွန်တော်ကိုချပြတယ်။ဘယ်ကာရိုက်တာကိုရွေးပြီးတော့ပါဝင်မလဲပေါ့လေ။ဆိုတော့ကျွန်တော်ကဒီ van character ပေါ့။လူဒီဒီ van character နေရာနေပြီးတော့ပါဝင်ခဲ့တာဖြစ်ပါတယ်။အကျွန်တော်နဲ့ပို့ပြီးတော့ကိုယ့်ကိုယုံကြည်ချက်ရှိရလို့ခံစားရတယ်ခင်ဗျာဒီ van character လေး။ဆိုတော့ကျွန်တော်နဲ့ပို့ပြီးတော့ joint ဝင်ဖြစ်တယ်လို့ခံစားရတာဖြစ်တဲ့အတွက်ဒီ van character ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဟုတ်။ ဟုတ်ကဲ့ကျွန်တော်ကဒီနုပညာလောကတွေကိုစတင်ပြီးတော့ဝင်ရောက်တာ2014မှာ Star Samurai International မှာဆရာကျွန်လင်းစီမှာစပြီးတော့ဝင်ခဲ့ရတယ်ပေါ့လေဒီ Manly Branch ပေါ့ဒါဆိုအဲ့တော့ဒီ Star Samurai နဲ့၃နှစ်စာချုပ်ချုပ်ပြီးတော့ကျွန်တော်အလုပ်လုပ်ခဲ့ရတယ်ဆိုတော့ချုပ်ချုပ်ပြီးအလုပ်လုပ်ခဲ့ရတယ်အဲဒီ Moray Show တွေရှောက်တယ် Commercial တွေရိုက်တယ်အစသဖြင့်ပေါ့လေနောက်တော့အဲဒီဆရာကျွန်လင်းလုပ်တဲ့ စတာဒီမစ္စတာစတာမြန်မာမစ္စတာမစ္စတာမြန်မာမှာကျွန်တော်က second runner up ဆိုကိုရရှိခဲ့တယ်ပြီးတော့ Mr Global မှာ2019မှာလည်း Mr Global Mr Grand မြန်မာဆိုကိုရရှိခဲ့တယ် Mr Global မြန်မာပြိုင်ပွဲမှာလည်းဆိုတော့အဲ့ကာလာပြီးကြတဲ့ကကျွန်တော်ဒီအမှုပညာအလုပ်တွေကိုရန်နာခဲ့ပြီးတော့ဒီမတိုင်းခင်မှာလည်းဒီဒီ TV host တွေပါကျွန်တော်လုပ်တယ် TV host တွေလုပ်တယ်ဒီ programmer တွေကျွန်တော်လုပ်ခဲ့ဘူးတယ်ပေါ့ဆိုတော့2019အဲ့နောက်ပိုင်းကာလာတွေမှာကျွန်တော်ကအမှုပညာလုပ်ကနေရန်နာပြီးတော့အမှုပညာနဲ့သက်ဆိုင်တဲ့ဒီ page စီပွားရေး business log ကိုကျွန်တော်ဝင်ရောက်ခဲ့တယ်ပေါ့2022 6လပိုင်းလောက်မှာကျွန်တော်ရုပ်ရှင်လောကတွေကိုပြန်ပြီးတော့ဝင်ရောက်လာတယ်လို့ပြောလို့ရတယ်ခင်ဗျာဆိုတော့အခုဆိုရင်တော့ဟိုလို့ပြောရမှာလဲကျွန်တော်ကလုံးဝအသိကြီးလို့လည်းပြောလို့မရသလိုမျက်နှာသိမဟုတ်ဘူးလို့လည်းပြောမရဘူးပြည်သက်ကစိမ့်သွားရင်ဒါမျက်နှာသိဘလို့ကျိုးကိုခံခံယူထားတယ်ပေါ့ဆိုတော့မျက်နှာသိဟုတ်ပေမဲ့လည်းအသိကြီးလို့လည်းပြောလို့မရတာဖြစ်တဲ့အတွက်အဲဒီဒီအနုပညာအလောက်ကရုပ်ရှင်အလောက်ကကျွန်တော်တို့အရင်ကြီးခဲရင်တယ်လို့တော့ကျွန်တော်က မခံစားမိဘူးဆိုတော့ကျွန်တော်အခုပေါင်ခဲ့ရတဲ့အာဇလန်းတွေမှာလည်းတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ကိုယ်ကြီးကိုယ်သွေးကပို့ပြီးတော့တိုးတက်သွားရလို့လေအဲယုံကြည်ထားရပေါ့လေဆိုတော့ပါဟိုတွေ့ကြုံများလေများလာလေဒီထက်ပို့ပြီးတော့ဟို quality ကောင်းလာလိမ့်မယ်လို့ကိုယ်ကိုထင်တယ်ခင်ဗျာဟုတ်ဟာကျွန်တော်ကအဲ့တော့ဟိုအရင်တော့ကဒီ Miss Super National မြန်မာဆိုကန်ငယ်မှုရယ်ရွှေရင်စီရိုဟန်တီလိုသွားတဲ့ဟာ National Director တယောက်အနေနဲ့ပေါ့2019ကျွန်တော် International ဘွဲတဝဲကိုစလုပ်ဖူတာက international page owner စဖြစ်ပူတာက2019မှာ Miss Christian Angel International ဆိုပြီးတော့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားပိုင်းကမ္ဘာအလှမဲ့ပြိုင်ပွဲဆိုပြီးကျွန်တော်မြန်မာနိုင်ငံမှာ Asian ဖြစ်လောက်ခဲ့ပူတယ်။ဒါပေမဲ့အဲကျိုးကြောင်းဒီကြားထဲမှာ COVID ကာလနဲ့တိုက်ဆိုင်သွားတာရောဟိုအเจ้าမျိုးမျိုးကြောင့်ပေါ့လေဒီဟာကမအောင်မြင်မဲ့နဲ့ပြတ်သွားခဲ့ရတယ်။ပြတ်သွားခဲ့ပြီးတော့နောက်မှာ2022မှာ Mrs Grand International ဆိုပြီးကျွန်တော်ပြန်လဲဖွဲ့စည်းပြီးတော့ဒီ International အလှမဲ့တီးသန့်ကိုပဲကျွန်တော် ဒီဒီကဘာ innovation လာမယ်ပေါ့လေလောက်တော့တယ်ဒီယနေ့ယခုအချိန်အထိပေါ့ဒီနှစ်မှာဆိုရင်တော့ဒီနှစ်ကျွန်တော်တို့ဇူလိုင်မှာပြန်ပြီးတော့လုပ်မယ် as ဒီဒီနှစ်တော့လုပ်မယ်ဆိုတော့ဒီနှစ်ဆိုရင်တော့ကျွန်တော်တို့၄ချိန်မြောက်ရှိခဲ့ပြီပေါ့ page organizer ဘွားကသူကတရုတ်ဆောင်ဘွားနဲ့မတူတာတခုကတရုတ်ဆောင်ဘွားကကျွန်တော်တို့အနုပင်ရှာရှင်တည်တံ့ပေါ့လေ patience organizer ဘွားကကျွန်တော် supporter ပေါ့လေနောက်ကဲကနေပြီးတော့ထောက်ပံ့ပေးရတဲ့သူပေါ့ဘွားတွေကတော့အဲ့နှစ်ခုကတော့ဟို꽈ချတယ်ပေါ့လေဆိုတော့ကျွန်တော်ကျွန်တော်ဒီ အေးဒီလောကမှာကဒီစပေါ်တာဘွားကောလူမြရှင်ဘွားကိုကျင်နေခဲ့ဘူးတာဖြစ်တဲ့အတွက်အားလုံးကိုရောတဝင်ဖြစ်အောင်လို့တော့မိမိကိုယ်ကိုကျင့်ကြံနေထိုင်ခဲ့ရဆိုဟုတ်ကဲ့ဟုတ်ကဲ့ဟိုကကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရင်ဒီအင်းအေးဒီအပြိုလှမယ်ပွဲတွေက miss ပွဲတွေကကဘာမှာကအာကျွန်တော်ထင်400ထက်မနည်းရှိတယ်ပွဲ400ထက်မနည်းရှိတယ်ဆိုတော့အလွန်ကိုများပြနေပြီပေါ့လေဒီအင်းတော်ရှင်အလှမယ်ပွဲတွေကကဘာမှာအလွန်ကိုနည်းသေးတယ်ပေါ့ကျွန်တော်တို့ဒီ business လုပ်နေတာဖြစ်တဲ့အတွက် business တွေကလည်းကိုင်းကြီးတယ် နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဝါသနာကိုဟိုဘယ်လိုပြောရမလဲရပုံးသီးတွေမှာပို့ပြီးတော့အင်တော်ရှင်လှမယ်ရပုံးသီးတွေမှာအပြိုလှမယ်အရန်များနေဖြစ်တဲ့အတွက်အင်တော်ရှင်လှမယ်တွေကအခွင့်ရင်းနေနေသေးတာဖြစ်တဲ့အတွက်အင်တော်ရှင်လှမယ်မှာကျွန်တော်တို့ချပြခွင့်ရတယ်ပေါ့ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ဒီ Mrs Grand International ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ဟုတ် Mrs Grand International ကကဘာမှာအာအင်အားကြီးဆုံးအလှဟိုကဘာအင်တော်ရှင်အင်တော်ရှင်အလှမယ်ပြိုင်ပွဲငါးပွဲတည်းရတစ်ခုဖြစ်ခဲ့တယ်ပေါ့ဆိုတော့ဟိုဒီ link တွေတွင်မှာကျွန်တော်တို့ဒီ ဒီမြန်မာနိုင်ငံအတိုင်းအတာမဟုတ်ဖ ೇನೆ ကမ္ဘာအတိုင်းအတာမှာအောင်မြင်မှုတစ်ခုကိုကမ္ဘာ energy လှမယ်စင်မှာဝင်ခဲ့တယ်ပေါ့အဲ့တော့ဟိုမြန်မာနိုင်ငံပိုင်းမြန်မာနိုင်ငံသားပိုင်းကမ္ဘာ energy လှမယ်ပွဲတစ်ပွဲအနေနဲ့အောင်မြင်မှုဟိုကျွန်တော်တို့ရရှိရလို့ကိုယ့်ကိုယုံကြည်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ Mrs Grand International ကအာနိုင်ငံကစံချိန်မီ energy လှမယ်ဖြစ်ချင်တဲ့သူတွေအတွက်အမြဲတမ်း welcome လုပ်တဲ့ပြိုင်ပွဲတစ်ပွဲဖြစ်ပါတယ်ဆိုတော့အလှမယ်စံချိန်စံနှုန်းနဲ့မိမိကိုယ်ကိုရည်အဲညီတယ်လို့ ယုံကြည်ရင်ပြီးတော့ဟိုမိမိဒီစစ်မှန်တော့ရည်သွေးရှိရလို့ယုံကြည်ရင်စစ်မှန်တော့ဖြစ်ရှင်တဲ့စိတ်တဲ့ရှိရလို့ယုံကြည်ကျွန်တော်တို့ Mrs. Grand International Organization နဲ့ဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့အဲ Mrs. Grand မြန်မာအနေနဲ့လည်းအဲဒီမြန်မာအလှမယ်တွေကိုအမြဲတမ်းဖိတ်ခေါ်လေးရရှိပါတယ်ခင်ဗျဟုတ်ကဲ့